ဲ့တော့အဆောက်အုံတွေကိုကျွန်တော်မစစ်ဆေးဘဲနဲ့တော့ပြန်ပြီးတက်ပြီးတော့နေဖို့တော့မသင့်ဘူးဆိုတာပထမဆုံးပြောချင်တာပေါ့နော်အဲ့တော့ပြိုပြက်မှုကိုကြည့်မယ်ဆိုရင်ကျွန်တော်နှစ်မျိုးပေါ့နော်ပထမတစ်ခုကတော့တချို့ကအပေါ်ရံမယ်ပလာစတာလောက်ပွာတာပေါ့နော်အဲအကြောင်းနေတာပေါ်တယ်ရုပ်တာဆိုးနေတယ်တကယ်ကြတော့အဆောက်အုံကတင်လောက်မဆိုးနေဘူးအဓိကကျွန်တော်ငလင်းနန်းခန်းလိုက်အောင်ငလင်းအင်ဂျင်နီယာတွက်ချက်ဒီဇိုင်းလုပ်တယ်ဆိုတာ structure ပေါ့နော်သူ့ရဲ့ပေါ်လန်တိုင်ကြီးတွေနဲ့ဘီလင်ကြီးကိုပြိုလဲမသွားဘူးအဓိကဖြစ်ပါတယ်နိုင်ငံတွေမပြိုဘူးတရားငလင်းအင်ဂျင်နီယာရဲ့အလုပ်ကဦးစားပေးမဟုတ်ဘူးပေါ့နော် နိုင်ငံကြီးကတော့ဆွေပေအင်ဂျင်နီယာစဉ်းစားတယ်အဲ့ကမှသူရဲ့အကြောင်းနေဒီဘလောက်တိပေါ်နေလဲမူရင်းစွာချာကြီးမှာပါထိကြိုက်သွားတာပေါ့နော်အထူးဖြင့်အောက်ပိုင်းတွေမှာကြည့်ရင်တိတာပါတယ်အပေါ်ပိုင်းကိုစွာချာဘရင်ကငလင်လို့ရတော့အပေါ်ကဂျမ်းသွားတဲ့ခါမှာအောက်ခြေပိုင်းကိုအုတ်ပြပိုင်းနဲ့အထိထိလာပြီဆိုရင်ဒီစောက်ဦးကတိတ်တော့မလွယ်တော့ဘူးပေါ့နော်စွာချာထိသွားပြီဆိုရင်တော့ဖြူချရဖို့ပဲဖြစ်ဖို့ပြားပါတယ်ဒါပေမဲ့လည်းအဲ့လိုဘွယ်နဲ့နိုင်ငံကြီးပြူတာယူရတော့ပြန်ပြီးစောက်လို့ရတယ်ပြင်ပြီးနေထိုးရနိုင်တယ်လို့လည်းမြင်လို့ရတယ်ဒါပေမဲ့ လက်သလုံးအခြေဒီမှာတော့ဒီအဲကြောင်အပေါ်ယံဖြစ်တဲ့ဒီဘတ်စလာဖုံးထားတာအက်တာတောင်မှယူကြနိုင်တယ်၊ကိုယ်ကြကွဲနိုင်တယ်တို့ကြောင်ဘေးရနေရတော့ရှိနေရဆိုတာသိကြတယ်ပေါ့နော်ဒါအဲ့ဒါကိုကျွန်တော်ဘေးကင်းအောင်လုပ်ပြီးမှသာလေနေသေးတယ်ပေါ့နော်